မကလာပါခင်ဗျာကျွန်တော်ရဲ့ EM တီကိုအထူးတကားနည်းနည်းနဲ့စမ်းစစ်လေ့လာဖို့အချိန်ပြန်ရောက်လာပါပြီဒီနေ့ကျွန်တော်လေ့လာကြမှာကတော့ The Wise Believers မှာပြုစုပြန်ထားတဲ့အချက်လက်များကိုအခြေခံပြီးတော့ပေါ့လေဓမ္မတိချန်တက်က Quality of Waraza အခန်းကြီး3ရဲ့အဓိကအချက်လက်တွေအတွေးခေါ်တွေကိုဆွေးနွေးထားကြမှာပါဒီ Quality အခန်းကြီး3ကလည်းတတော်ခုရေးပါတဲ့အပိုင်းလို့ဆိုရမယ်ရှစ်အခန်းနေမှာ ယုံကြည်သူရဲ့ဝိညာဉ်ရအစဉ်အကြံကိုပြောပြီးနောက်မှာအဲဒီအခန်းကအဲ့ဒီຢာတွေကိုလက်တွေ့ဘဝမှာဘလို့အသက်ရှင်မလဲဆိုတာကိုအဓိကပြောင်းပြောတာနော်ဟုတ်ကဲ့မှန်ပါတယ်ပြောရရင်ခရစ်တော်နဲ့အတူတည်ပြီးအတူထမြောက်လာသူတယောက်ရဲ့နေ့စဉ်အသက်တာဘလို့ဖြစ်စင်တယ်လဲဆိုတာကိုပုံဖော်ပြတာပေါ့လေอืมဟုတ်ဆိုတော့ဒီနေ့ကျွန်တော်ရဲ့ယူရဲ့ချက်ကဒီဂျမ်းပိုက်ထဲကအရေးကြီးတဲ့သင်ခန်းစာတွေလက်တွေ့လမ်းညွှန်ချက်တွေကိုထုတ်နှုတ်ပြီးတော့ ကျွန်တော်တို့ဘဝအတွက်အကျိုးရှိအောင်ဆင်ခြင်ကြဖို့ပါပဲကဲဒါဆိုစလိုက်ကြရအောင်ဒီအခန်းရဲ့အစာပိုင်းမှာလေဖေယောအ धिक အာယုံစိုက်ဖို့တိုက်တွန်းထားလာတွေ့ရလေခင်ဗျာအခန်းရဲ့တွေ့မှာကလေးကအထည်ရဲ့နေရှိသောຢာတို့ကိုရှာကြလောလို့တမ်းပြောထားတာဆိုတော့ဟိုမြေကြီးຢာတွေထက်ခေါင်းကင်ຢာတွေကိုစိတ်ဆွဲလန်းဖို့ဘာလို့ဒီလောက်အလေးပေးရတာလဲဒါကလက်တွေ့ဘဝကိုဖြစ်ထမ်းခိုင်းတာလားအဲဒါကတကယ်တော့အခြေခံကြတဲ့အချက်ပါ ဒီလိုတိုက်သွန်းတာကယုံကြည်သူရဲ့ဝิญဉရဲ့အခြေအနေလုံးဝပြောင်းသွားပြီဆိုတာကိုအရင်နားလည်ဖို့လိုလို့ပါဆိုလိုတာကလေသူတို့ကဝิญဉရဲ့ခရစ်တောင်နဲ့အတူတည်ပြီးပြီးတော့အသက်တာတင့်နဲ့ထမြောက်ပြီးသားဟွန်းဟုတ်အဲ့လိုတိုးရဲ့အဓိကဦးစားပေးမှုတွေတံပိုးထားမှုတွေကဒီမြေကြီးပေါ်ပါဟိုရာရရတယ်မဟုတ်တော့ဘူးခရစ်တော်ရှိနေတဲ့ကောင်းကင်ဘုံဆရာရာရဖြစ်တင်တယ်ပေါ့ဩဟုတ်ကဲ့အခိုင်အဲ့အတုံးမှာပြောထားသလိုပဲသူတို့ရဲ့အသက်တာတက်ကဖျားသခင်၌ခရစ်တော်နဲ့အတူဟွက်ထားပြီးသားဆိုတော့လေ သူတို့ရဲ့တကယ်လုံခြုံမှုတကယ်တန်ဖိုးကဒီလောကမှာမဟုတ်ဘူးဖျားတဲ့မှာဆိုတာကိုပြနေတာပါဆိုလိုတာကရှုထောင့်ပြောင်းဖို့အမြင်ပြောင်းဖို့ပေါ့နော်မြေကြီးကိုပဲကြည့်ကြရကနေကောင်းငင်ကိုမျောကြည့်တဲ့အမြင်မျိုးဒါပေမဲ့ရှားကြလော့စိတ်ဆွဲလန်းကြလော့ဆိုတဲ့စကားလုံးတွေကတော်တော်လေးတက်ကြွတယ်တော်တော်ရှိတယ်ဗျာတော့ဘယ်လိုလက်တွေလောက်ရမလဲစိတ်ကူးတယ်မှာပဲလား ဟုတ်ကဲ့ကောင်းတဲ့မိခွင်းမှာဒါကစိတ်ကူးရင်ခိုင်းတာတော့မဟုတ်ပါဘူးကျမတို့ရဲ့နေ့စဉ်ဆုံးခက်ခက်ချက်တီးဦးစားပေးမှုတွေအဲတုံ့ပြန်မှုတွေကိုပါလွှမ်းမိုးစေဖို့ပါဥမာပေါ်လို့ကိုယ့်အခြေမို့ဘလို့တောင်းမလဲငွေကိုဘလို့စီမံမလဲဘာကိုအောင်မြင်မှုလို့တတ်မှတ်မလဲအဲ့ဒါလေးကိုကောင်းငင်ရှုထောင်းကနေကြည့်ဖို့ပါအင်းအော် the wise believers မစူဒီမှာလဲရှင်းထားတာကလေလောကရဲ့တံပိုးထားမှုတွေပေါ့ပစ္စည်းတို့ယာတို့ပေါ့လူထင်ကြီးမှုတွေကိုလုံးဝဖိပဲ့ခိုင်းတာမဟုတ်ဘူး ဒါပေမဲ့အဲ့အရာလေးကကျမတို့ရဲ့အဓိကဆွဲလိုက်ရမဖြစ်သွားဖို့တတိပေးတာဟုတ်ကဲ့အခန်းငယ်၄မှာပါတဲ့ဂတိတော်လေးခရစ်တော်ပြန်လာရင်ယုံကြည်သူတွေလည်းဖုံးထင်ရှားမယ်ဆိုတဲ့အနာဂတ်မျှော်လင့်ချက်အဲ့ဒါကလက်ရှိဘဝရဲ့အခက်အခဲတွေကြားမှာမမှန်ကန်ကန်ဆက်လျှောက်ဖို့ခွန်အားပေးတဲ့အဓိကအချက်ဖြစ်နေတာပါရှင်းသွားပါပြီဆိုတော့ကောင်းငင်ရှုတောင်းကနေလက်တွေ့မြေကြီးပေါ်ကအပက်တာစီဆက်သွားကြည့်အောင် အခန်းငယ်နားကစပြီးရောအတော်လေးလက်တွေ့ကြတယ်တခါတလေနားတော်ရင် နင်းနဲ့အဟတ်ခတ်နိုင်တဲ့လမ်းညွန်ချက်တွေတွေ့လာရပြီ။ဟောင်းတဲ့အကျင့်တွေကိုဖယ်ရှားဖို့အသက်ကိုဝတ်ဖို့ဘလို့အကျင့်ဆိုးဝေးကိုအဓိကဖယ်ရှားခိုင်တာလေခင်ဗျာ။ဟုတ်ပါတယ်။အခန်းငယ်9ကနေ9ထိပေါ့နော်ယုံကြည်သူအသက်တာနဲ့မဆိုင်တဲ့ဖျားမကြိုက်တဲ့အကျင့်ဆိုးစည်းရင်းကိုတော်တော်လေးပြပြဆုံဆုံပေးထားတယ်။ဥပမာမတရားမေချုံပေါ့လင်းပိုင်းဆိုင်ရာမမှန်ကန်မှုတွေအကုန်ပါတယ်။ညှို့တဲ့အကျင့်ဆိုတော့ကအတွေးရောအပြောရောအလုပ်ရောပါတော့ကိလေသာစိတ် ထိမ်မနိုင်တဲ့တတ်မှတ်မှုမျိုးอืมဟောပြီးတော့မကောင်းတဲ့တတ်မှတ်ခြင်းလောဘစိတ်ဒီလောဘစိတ်ကိုတော့အခန်းငယ်၅အဆုံမှာရုတ်တုကိုကိုလေးချင်းလူတီတန်ကိုပြောထားတာဟုတ်ကဲ့နော်အဲ့ဒါလေးစိတ်ဝင်စားဖို့ကောင်းတယ်ဟုတ်ကဲ့ဒါပြင်အမျက်တော်တစိတ်တူတာမနာလိုတာသူများကြောင့်မကောင်းပြောတာလိန်တာအဲ့ဒါတွေအကုန်ဖယ်ရှားပစ်ဖို့ဒီနေရာမှာတုံးထားတဲ့စကလုံးကပိုပြဲနေနော်ဖယ်ရှားရုံမဟုတ်ပဲတည်စေကြလို့လို့တုံးထားတာဒါပလာပြင်းပြင်းထန်ထန်လောက်ရမယ်ဆိုတဲ့သဘောလဲအမှန်မှန်ကား သေးသေးကြလော့ဆိုတာကဒီအတိုင်းလေးနေလို့မရဘူးတက်တက်ကြွကြွပြက်ပြက်သားသားအများတိုင်းစူးစမ်းပြီးဖယ်ရှားနေရမယ်ဆိုတဲ့သဘောဒါတွေကအချင်းဟောင်းအပြည့်ရဲ့လွှမ်းမိုးမှုအောက်ကအရာတွေလीအတ္တတာတင်းနဲ့လွန်ဝဆန့်ကျင်ဘက်ဒီအချင်းတွေကဖះရဲ့အမျက်တို့ကိုတဲလာတယ်လို့အခန့်ငယ်6မှာလည်းပြောထားသေးတယ်ခုနပြောတဲ့လောဘကိုယုတ်တုကုကွေဟင်းတို့ခေါ်တာကတော်တော်လေးစဉ်းစားစရာပဲပစ္စည်းလိုချင်တာကယုတ်တုကုကွေတာနဲ့ဘလို့များတူလာတာလဲ the wise believers မဆူဒီမှာတော့တောက်ကဘလူးရှင်းထားလဲရှိပါတယ်အဲ့ဒီမဆူဒီမှာဒီအချက်ကိုပိုချက်ချက်ပြန်ပြန်ဆင်ကျင်ထားတယ်သူတို့ပြောတာကလေရုပ်တုကိုကိုွယ်တယ်ဆိုတာရှေးခေတ်ကလို့တစ်သားရုပ်ချောက်ရုပ်ကိုရှေးခိုးတာချက်ခုတည်းမဟုတ်ဘူးဟင်းကျမတို့စိတ်နှလုံးထဲမှာဖရဲတခင်ရှိရမယ့်အမြင့်ဆုံးနေရာ အာကောရနေရာမှာတခြားဘာကိုပဲအစားထိုးထည့်လိုက်လိုက်အဲ့ဒါရုပ်တုကိုကိုွယ်တာပဲတဲ့။အော်ဟုတ်ကဲ့။ဆိုတော့လောဘစိတ်ပေါ့ ပစင်းငွေအောင်မြင်မှုတက်တာမှုတွေကိုအလွန်အကျွမ်းတတ်မှတ်ရင်အဲ့အရာတွေကကိုဆုံးဖြတ်ချက်တွေကိုလွှမ်းမိုးလာရုံဖျားလော်တော်ထက်အဲ့အရာတွေရဖို့ကပိုရေးကြီးလာရုံအဲ့ဒီခါမှာခစ်တဲ့ရုပ်တူတွေကိုကိုယ်ဝယ်မိနေရတဲ့တူရလို့ရှင်းပြထားတယ်ဒါကကိုကိုကိုမေ့ရမယ်မေကုံပေါ့နော်ငါစိတ်ကတကယ်ပါကိုကိုကိုွယ်နေတာလဲဆိုတာဟုတ်ကဲ့တကယ်ကိုရေးကြည့်တဲ့မင်းကောင်ပါကောင်းပါလိဟောင်းနာတွေကိုတေးစေဖျက်ရှားပြီးတော့ အခင်းငယ်ဆဲကနေစပြီးအစာထိုးဝတ်ဆင်ရမယ့်ຢာတွေလာပြီအတိတ်သောလူကိုဝေ့ရမယ်ဆိုတဲ့ဒီအတိတ်သောလူဆိုတာပါလဲခင်ဗျာဘယ်လိုမျိုးလဲအတိတ်သောလူဆိုတာကခရစ်တော်ကိုယုံကြည်အားဖြင့်ရတဲ့အတ္တတသဘာဝတစ်ကိုပြောတာပါဒီလူတစ်ကသူ့ကိုဖန်ဆင်းတဲ့ဖခင်ရဲ့ပုံတနာအတိုင်းအမြဲအတိတ်ထောင်ပြုပြင်ခံနေရတယ်ဖျောင်းကိုပိုတိလာတဲ့စင်မာနဲ့ညာပညာမှာတိုးတက်နေသူပေါ့။ဟုတ်ကဲ့။အခန်းငယ်10မှာအဲ့လိုရှင်းထားတယ် ဒီလူသက်အတ္တတာမှာလူမျိုးတို့ဘာသာတို့အစစ်အတန်းတို့ကွာခြားတာတွေအရေးမကြီးပါဘူးခရစ်တော်ပဲအဓိကဆိုတာကိုအခန်းငယ်7တိမှာပြောတယ်ပြီးတော့အခန်းငယ်စနစ်ကစပြီးဒီလူသက်ဝေးရမယ်ဝိညာဉ်ရေးရအဝဲစားတွေလာပြီးဩပါရီလေဟုတ်ကရုဏာစိတ်တနာကျင်နာမှုပေါ့ဂျေစုပြုတ်တခြင်းကျင်နာမှုစိတ်နှိမ်ချခြင်းနူးညံ့တိမ်ွေ့ခြင်း နဲ့စိတ်ရှည်ခြင်းတိခန့်ခြင်းတို့ပေါ့ဒါတွေကတကယ်ကောင်းတဲ့ရည်ချင်းတွေပဲဒါမဲ့လေလက်တွေမှာချင်းချင်းတိခန့်ဖို့ခွင့်လွှတ်ဖို့ဆိုတာလေအဟမ်းပြောသလိုမလွယ်ဘူးဗျာအထုသေးကိုကိုနားအောင်လို့တဲ့သူတွေကိုပေါ့ဒီပေါ်မှာတော့ဘယ်လိုလမ်းကြွန်ထားလဲဒါလည်းအရေးကြီးတာပေါ့အခန်းငယ်73မှာအဲ့ဒီအခက်ခဲကိုတဲ့တဲ့ပြောထားတယ်အချင်းချင်းတိခန့်လေးရဲ့သူတစ်ပါးနိုင်အပြစ်တင်စရာရှိရဲ့အချင်းချင်းခွင့်လွှတ်ကြလို့တဲ့ဟုတ်ကဲ့ အဲ့လောက်ကိုစံထားပြီးတော့အဲ့ဒီခွင်လွှတ်ခြင်းကိုပဲလက်ဆင့်ကမ်းကျင့်သုံးဖို့တိုက်တွန်းနေတာဟွန်းဒါခံစားချက်နောက်လိုက်တာထက်ဖျားကျေစုတော်ကိုအောင်းမိတ်ပြီးနာခံဆုံးဖြတ်ရမှာကနော်ဟုတ်ပါတယ်ဆုံးဖြတ်ချက်နဲ့လို့ရမယ်အရာပါကရုဏာကျင်တာမှုနှိမ်ချမှုနူးညံ့မှုတိခတ်မှု ခွင့်လွှတ်မှုဒီလောက်ကောင်းတဲ့အရေးချင်းတွေအားလုံးကိုစူးစီးပေးထားတဲ့အားလုံးပေါ်ကနေလွမ်းခြုံထားတဲ့အဓိကအရာကတော့ဗါတယ်လေအဲ့ဒါကတော့ချစ်ချင်းမေတ္တာပါပဲအခန်းငယ်စလိမ့်မအရာရှင်းရှင်းလင်းလင်းပြောထားလေဤအရာများအားလုံးတို့ဤအပေါ်မှာချစ်ချင်းမေတ္တာကိုထပ်၍ဝတ်ဆောင်ကြလော့ပြီးတော့ချစ်ချင်းမေတ္တာသည်စုံလင်စွာ စီးနှောင်ဖို့ကြိုးဖြစ်ဤလို့ဆိုပါတယ်အော် စီးနောင်နဲ့ဂျိုးဟုတ်ကဲ့ဆိုတော့ချစ်ချင်းမေတာကခုနပြောခဲ့တဲ့ကောင်းတဲ့သီလတွေအားလုံးကိုအတူတကွစီးလုံးစေတယ်ပြည့်စုံစေတယ်အဒီပဲရှိစေတဲ့ရာပို့တခြားဟာတွေရှိပေမဲ့ချစ်ချင်းမေတာမပိုင်အနစ်မရှိသလိုဖြစ်သွားနိုင်တယ်ဟုတ်ပါပြီဒီဝိညာဉ်ရေးရာဝတ်စုံတွေအပြင်ယုံကြည်သူရဲ့အသွင်းစိတ်ခြင်းနဲ့အတ္တတာလဲပတ်မှုအတွက်နောက်ထပ်ရေးကြည့်တဲ့အချက်နှစ်ခုလဲပါသေးတယ်နော်ငြိမ်သက်ခြင်းနဲ့နှုတ်ကပတ်တော် ဟုတ်ပါတယ်။အခန်းငယ်15မှာခရစ်တော်ပေးတော်မူသောညင်သက်ခြင်းသည်တန်တို့၏စိတ်နှလုံးကိုအစိုးရစေလုံတိုက်တွန်းထားတယ်။ဒီငြိမ်သက်ခြင်းဆိုတာပေးသနာမရှိတာကိုပြောတာထားအချင်းနေဘလိုပဲဖြစ်ဖြစ်ခရစ်တော်ရဲ့ပါလုံကြုံတယ်ဖရာအုပ်ဆိုးနေတယ်ဆိုရယ်ယုံကြည်မှုကလာတဲ့အတွင်းစိတ်ရဲ့တည်ငြိမ်မှုပါအင်းအဲ့ဒီငြိမ်သက်ခြင်းကကိုဆွန်းဖြတ်ချက်တည်တွန့်ပြမှုတွေကိုလမ်းပြပေးတဲ့ပေါ့ပြီးတော့အခန်းငယ်16မှာခရစ်တော်၏နှုတ်ကပတ်တော်သည်တင်တိုးတွင်ကြွေဝါစွာကင်းဝတ်ပါစေတယ်နှုတ်ကပတ်တော်ကင်းဝတ်ဖို့ ဟုတ်ကဲ့ဖះစကားကိုလေလာစင်ကြင်နှလုံးသွင်းမှဉာဏ်ပညာတိုးမဲ့အချင်းချင်းတွင်တွင်ဆုံးမနိုင်မဲ့ဝိပုကိုးခွေတာမှလည်းစစ်မှန်တဲ့နှလုံးသားနဲ့ချီးမွမ်းနိုင်မယ်အဲ့လိုနှုတ်ကပတ်တော်ရှိခြင်းရဲ့အကျိုးဆက်ကစာလံဓမ္မတခြင်းဝိညာဉ်ရတခြင်းတွင်လည်းအချင်းချင်းဆုံးမှတွင်တွင်ကျေးဇူးတော်ချီးမွမ်းခြင်းကိုဖြစ်လာမယ်လို့ဆိုထားတယ်နောက်ဆုံးခန်းငယ်စချက်ကတော့ဒီအပိုင်းထူလုံးကိုချုပ်လိုက်တယ်လို့ပဲဘာပဲလုပ်လို့ပြောပြောသခင်ယေရှုနာမည်နဲ့လို့ခမည်းတော်ဖះကိုကျေးဇူးတင်ဖို့ ဒါကအလုတ်တိုင်းရဲ့ယူရချက်နဲ့စိတ်ထားကိုပြန်ညွှန်းတာပဲအတည်ကြပါပဲအသက်တာရဲ့အပိုင်းတိုင်းပေါ့စကားပြောတာအလုတ်လုတ်တာဝတ်ပြတာအားလုံးကခရစ်တော်ကိုကိုးစားပြုပြီးဖျားဘုံတော်ထင်ရှားဖို့ဖြစ်တဲ့နယ်ဆိုတဲ့သဘောပါကောပါပြီဒီလိုအသက်တာတည်းရဲ့အခြေခံမှုတွေအရေးချင်းတွေကိုနားလည်ပြီးနောက်မှာအခန်းရဲ့နောက်ဆုံးအပိုင်းကဒီအရာတွေကိုနေ့စဉ်လက်တွေ့ဆက်ဆံရတဲ့မှာဘလို့တောင်းရမလဲဆိုတာကိုဆက်သွားပြီးအိမ်တော်ရေးမိသားစုလောက်ခွင့်ဟုတ်တယ်နော် အမှန်ပါ အခန်းငယ်16ကနေ No အခန်းကြီး၄အခန်းငယ်၁အခိက ရှေ့ကရေးပွေရလမ်းညွန်ချက်တွေကိုတိကျရဲ့လူမှုဆက်ဆံရေးအလွာတွေမှာချပြတာပါဥပမာဇနီးတွေကသခင်ဖျားမှာလှုပ်တင်တယ်လို့မူမိခင်ပွန်းရဲ့ဥဆောင်မှုကိုလိုက်ဖို့အခန်းငယ်၁၈ခင်ပွန်းတွေကလည်းဇနီးကိုချစ်ဖို့ကျမ်းနဲ့စွာမဆက်ဆံဖို့အခန်းငယ်၁၉ဒီနေရာမှာခဏရက်ပြီးမေ့ချင်တာကလည်းဒီလိုလမ်းညွန်ချက်တွေကဟို ယင်ကြီးမှုနောက်ခတ်နဲ့ဆိုင်လားတမောထာဝရအခြေခံမှုလေလားဥပမာဇနီးကခင်ပွန်းကိုလက်အောက်ခံဖို့ဆိုတာမျိုးပေါ့ခင်နဲ့ရုပ်ဘလို့ကိုင်းမလဲအဲ့ဒါကအမြဲတမ်းဆွေးနွေးကြတဲ့အကြောင်းအရာပါ The wise believers မထူတွေမှာလည်းဒီချက်ကိုချင်းကတဲ့အခါယင်ကြီးမှုပုံစံခွက်ချက်အဲ့ဒီနောက်ွယ်ကဝိညာဉ်ရေးရအခြေခံမှုကိုနားလည်ဖို့အရေးကြီးကြောင်းပြောထားပါတယ်ဥပမာဇနီးရဲ့လက်အောက်ခံခြင်းဆိုတာတန်းတူမဟုတ်တာကိုဆိုလိုတာချက် ဖျားစီစဉ်တဲ့အိမ်တော်ရဲ့ထက်ကအစီစဉ်တက်ကြရှိမှုကိုလေးစားလာခင်မွေးရဲ့ချစ်ချင်းနဲ့ဥဆောင်မှုကိုတွန့်ပြန်တာမျိုးဖြစ်နိုင်တယ်။အင်းခင်မွေးရဲ့ချစ်ချင်းကလည်းခရစ်တော်ကအတင်းတော်ကိုချစ်တယ်လို့မျိုး အနစ်နာခံတဲ့ကာကွယ်ချစ်ချင်းမျိုးဖြစ်တင်တယ်ပေါ့အတိကကအပြန်လန်လေးစားမှုချစ်ချင်းမေတ္တာနဲ့ဖျားကိုဖိုပြီးပေါ့ပါဟုတ်ကဲ့ရှင်းပါတယ်သာသမီနဲ့မိဘဆက်ဆံရွက်ကိုဘယ်လိုလမ်းညွှန်ထားလဲ တောင်းမိတွေကိုတော့မိဘစကားကိုအယားယာမှနားထောင်ဖို့တိုက်တွန်းထားတဲ့အခန်းငယ်20ဘာလို့လဲဆိုတော့ဒါကတခင်မယားကြိုက်တဲ့အရာဖြစ်လို့တဲ့ဟုတ်တဖက်မှာလည်းမိဘတွေကိုသားသမီးစိတ်တကြအောင်စိတ်ဆိုးအောင်မဆွေပေးဖို့ဒေါတာမထွက်စေဖို့တတိပေးထားတဲ့အခန်းငယ်20အော် never long ပြောထားတာပဲဟုတ်ကဲ့မိဘမှာအခွင့်အရေးရှိပြီမဲ့အဲ့ဒါကိုချစ်ချင်းဉာဏ်ပညာနဲ့တွန်းဖို့တာသမီစိတ်ပိုင်းဆိုင်ရာကိုလည်းထည့်စင်စားဖို့လိုတယ်ဆိုတာပြနေတာပါအခုအလုပ်ခွင့်ဘက်ကိုကြည့်အောင် အခန်းငယ်နစနစ်ကနေနောက်ခါအစာတီမှာ chin slaves servants နဲ့ thkin masters အကြောင်းပြောထားတယ်။ဒါကိုဒီနေ့ခေတ်အလုတ်သမားအလုတ်ရှင်ဆက်ဆံရေးမှာဘယ်လိုပြန်သုံးလို့ရမလဲခင်ဗျာ။ဟုတ်ကဲ့ဒီကျမ်းပိုင်းပေဒါကျွန်းစနစ်ရှိတဲ့ခေတ်ကရေးခဲ့ပြီးမယ်အခြေခံမူတွေကဒီနေ့ခေတ်အလုတ်ခွင့်အတွက်လည်းအများအသုံးဝင်ပါတယ်။အခန်းငယ်20နှစ်မှာအလုတ်သမားအစေခံနေအနေနဲ့သူတို့ရဲ့မြေကြီးပေါ်ကသခင်အလုတ်ရှင်စကားနားထောင်ဖို့ပြောတယ်။ ါပေမဲ့အရေးကြီးတာကနားထောင်တဲ့အခါလူတွေရဲ့မျက်လာကိုကြည့်ပြီးအပေါ်ရန်ဟန်ဆောင်လောက်တာမျိုးမဟုတ်ပဲသခင်မယားကိုကြောက်ရွံ့ယိုတည်တဲ့စိတ်နဲ့ယိုသားတဲ့စိတ်နဲ့လှုပ်ဖို့တိုက်တွန်းထားတာအခန်းငယ်23မှာပါတဲ့တင်တို့ဒီအရာခတ်တင်ကို လူတို့အားအမှုဆောင်ရသည်ဟုမထင်မှတ်ပဲသခင်ဖျားအားအမှုဆောင်ရသည်ဟုထင်မှတ်၍စေတနာစိတ်နဲ့ပြုကြလော့ဆိုရာကတကယ်အဓိကအချက်ပဲနော်ဒါကအလို့အဘောထားတဲ့သဘောထားကိုလုံးဝပြောင်းနိုင်တယ် တကယ်ကိုပြောင်းနိုင်ပါတဲ့ဒီအချက်ကအလောက်ကပါလို့ပဲဖြစ်ဖြစ်လက်စာကောင်းကောင်းမကောင်းကောင်းလို့ဖော်ကန်ဖက်ဒီအစံပြေပြေမပြေပြေအလို့ရှင်ကတရားတရားမတရားတရားဖဲလို့ပဲဖြစ်နေပါစေကိုယ့်ရဲ့အဓိကပရိသတ်ကိုယ့်အဓိကအစီခံနေတာလူမဟုတ်ဘူးသခင်ယေရှုခရစ်တော်ဖြစ်တယ်ဆိုတဲ့ရှုထောင့်ကိုပေးတာပါဟုတ်ကဲ့ဒီစိတ်နဲ့လုံရင်အလုတ်ကြီးရေးသွေးကိုချင်းတရားလေးကအလိုလိုတက်လာနိုင်တယ်ပြီးတော့အခန်းငယ်၂၀လေးမှာဒီလိုလောက်လို့ရမယ့်အကျိုးကမြေကြီးဘောကလာစတင်မဟုတ်ဘူး ထခင်ဘုရားစီကထာဝရအမွေတော်ဆိုတဲ့အကျိုးကိုခံရမယ်ဆိုတဲ့ကတိတော်ကြီးလည်းပေးထားသေးတယ်။အာတတော်အားရှိစရာပဲ။ဒါဆိုအလုရှင်ဒီဘက်ကိုရဘလို့ပြောထားလဲ။အခန်းကြီးလေးအခန်းငယ်7မှာအလုရှင်ထခင်တွေကိုသူတို့လက်အောက်ကအလုသမားတွေကိုတရားသဖြင့်မြတ်သားစာဆက်ဆံဖို့အတည့်အလင်းမှာထားပါလေ။ဟုတ်ကဲ့။ဘာကြောင့်လဲဆိုတော့အဲ့ဒီအလုရှင်တွေကိုယ်တိုင်မှာလေကောင်းကင်မှာထခင်ဘုရားသခင်ရှိတယ်ဆိုတာတတိယဖို့ပဲ။ ဒါကအလုရှင်နေအာနာကိုအလွဲသွန်းစားမလုပ်ဖို့အလုသမားကိုလူလိုလေးစားဖို့တောင်းယူမှုရှိဖို့တောင်းဆိုနေတာပါဆိုတော့ခြုံပြောရရင်အိမ်ထောင်ရေးမိသားစုအလုခွင်အလုမှာအထူးကားကခရစ်တော်ကိုဘောင်းပြူတီကိုရော့လိုချစ်ခွင်လော့အစိကကိုရော့ကိုဝိပြူတယ်လို့အချင်းချင်းဆက်ဆံဖို့ပဲပေါ့ဟုတ်ပါတယ်အဲ့ဒါအထူးကအနစ်ချုပ်ပါပဲကောင်းလိုက်တာဗျာတကယ်တန်ဖို့ရှိတဲ့လေလာမှုပဲဒီနေ့ the wise believers ရဲ့အချက်လက်တွေကို အခြေခံပြီးကောလတဲသုံးကိုဆွေးနွေးခဲ့ကြတာအားလုံးအတွက်အတွေ့အထိရမယ်လို့ယုံကြည်ပါတယ်ဒီဆွေးနွေးမှုတစ်ခုလုံးကို ပြန်ကြည့်ရင်ကျွန်တော်တို့အတွက်အဓိကယူသွားရမယ်အချက်ကဘာဖြစ်မယ်ထင်လဲခင်ဗျာကျမအမေမှာတော့အဓိကအနစ်ချုပ်ကခရစ်ယာန်ယုံကြည်ခြင်းဆိုတာစကူတွေကယုံကြည်ချက်တက်တက်မဟုတ်ဘူးနေစဉ်ဘဝရဲ့အသေးစိတ်အပြုံမှုဆက်ဆံရေးကိုင်းမှာလက်တွေ့ထင်ဟနေရမယ်အသက်ရှင်တဲ့အရာတစ်ခုဖြစ်တယ်ဆိုတာပါပဲဟုတ်ကဲ့ ကိုရဲ့အတွင်စိတ်ကောင်းခင်ကိုဆွဲလန်းတာကိုချင်းတရားဟောင်းတာကိုတေးစေအစ်စ်ဝတ်တာလူမှုဆက်ဆံရေးအိမ်မိသားစုအလုံးအလုံးကကိုခရစ်တော်မှာဘသူဖြစ်တယ်ဆိုတဲ့အမှန်တရားနဲ့တထက်တေးကြာနေဖို့လိုတယ်ဆိုတာကိုဒီအခန်းကအလေးနဲ့ပြလိုက်ပါတယ်ဟုတ်ပါတယ်တနည်းပြောရင်ယုံကြည်မှု believe နဲ့အချင်း practice ကခွဲလို့မရဘူးယုံတယ်ပြောပြီးအတ္တတာကမလိုက်ရင်အဲ့ဒီယုံကြည်ခြင်းကမပြည့်စုံဘူးအားနည်းတယ်ဆိုတာပြနေတယ်လို့ပဲမှန်ပါပဲ ပြီးတော့နောက်တစ်ချက်အရေးကြီးတာကထခါထခါအလေးပေးနေတာကကိုလုံဆောင်ချက်တွေရဲ့အဓိကဆေးဆော်မှုကလူကိုကျင်းနေစေဖို့လူတွေရဲ့အတိမတ်ပြမှုရာကိုမဟုတ်ပဲတခင်ဖျားကိုကျင်းနေစေဖို့ကိုတော့ဖုံးတော်ထင်ရှားဖို့ဆိုတဲ့စိတ်ထားဖြစ်တင်တယ်ဆိုတာပါပဲဟုတ်တယ်မောအဲ့ဒီစိတ်ထားကအများကြီးပြောင်းလဲစေနိုင်တယ်ဟုတ်ကဲ့ကောင်းပါပြီဒီတော့တံပိုးရှိတဲ့ဆွေးနွေးမှုရဲ့အဆုံးမှာနားထောင်နေသူကြီးကိုယ်တိုင်ဆက်လက်စင်ကျင်တုံ့တက်နိုင်အောင်အတွေ့အကြုံတော့ခြံထားခဲ့ပါအောင်ကောင်းပါပြီစစ်လက်ဆက်တစ်ခုပေးခင်ပါတယ် ကျမတို့အလေးပေးဆွေးနွေးခဲ့တဲ့အခန်းငယ်33နဲ့34နဲ့34ကလမ်းညွန့်ချက်လေးတင်းတို့သည်အရာခက်တင်းကိုလူတို့အားအမှုဆောင်ရက်တီဟုမထင်မှတ်ပေ။သခင်ဖရာအားအမှုဆောင်ရက်တီဟု ထင်မှတ်၍စေရနာစိတ်နဲ့ပြုကြလော့။အကြောင်းမူကားအမွေတော်သည်ဟုသောအကျိုးကိုသခင်ဖရာလက်တော်မှခံရမည်ကိုတိမှတ်ကြလော့။ င်းဒီလမ်းညွန့်ချက်ကိုလေကိုလက်ရှိလုပ်နေတဲ့အလုပ်တောင်းဝင်အဲ့ဒါကလစာရတဲ့အလုပ်ချီချင်ဖြစ်မယ်အိမ်မှုကိစ္စဖြစ်ချင်ဖြစ်မယ်ကျောင်းစာဒါမှမဟုတ်အတင်းတော်အမှုတော်ဆောင်ခြင်းပေါ့အဲ့ဒီမှာဘလို့ပို့ပြီးအထိပယ်ရှိရှိလက်တွေ့ကြကြတုံးနိုင်မလဲอืมစဉ်းစားစရာပဲ။ ိုစိတ်ချဲကအ धिक ဥတီချက်ကိုမြေကြီးပေါ်ကရလက်တွေဥပမာလာစာတို့ရာဒူးတို့လူတွေချီးမွမ်းတာတို့အတိမတ်ဖြူတာတွေစီလနဲ့ငါတာကိုသခင်ဖျားအတွက်လုံနေလားဆိုတဲ့အတိစိတ်ရှိကိုတတိထားပြီးပြောကြည့်လိုက်ရင်ဟုတ်ကဲ့ကိုရဲ့အလုတ်ပေါ်ထားတဲ့စိတ်ချမ်းသာမှု အလုတ်ရဲ့အရေသွေး လော့ဖော်ကိုင်းဖက်ဒါမှမဟုတ်မိသားစုဝင်တွေနဲ့ဆက်ဆံရေးမှာဘလို့အဖြူတပေါင်းဆောင်တဲ့ပြောင်းလဲမှုတွေဖြစ်လာနိုင်မလဲဆိုတာကိုစက်ပြီးစင်ကျင်သုံးသက်ကြီးဖို့အားပေးချင်ပါတယ်။တကယ်ကိုလက်တွေ့ကြပြီးအားရှိစရာစင်ကျင်မှုပါပဲ။ဒီနေ့ကျွန်တော်နဲ့အတူဒီအကြောင်းအရာကိုနက်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 လေ့လာဆွေးနွေးပေးခဲ့တဲ့အတွက်ကျေးဇူးများတင်ပါတယ်ဖရန်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။နောက်တစ်ချိန်မှာနောက်ထပ်စိတ်ဝင်စားစရာရေးမြစ်တွေနဲ့အတူပြန်လည်ဆုံတွေ့ကြပါမယ်။